မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီးမြန်မာတက်ကရီ1389ခုနှစ်ဒီဇင်ဘာလကွယ်ခရစ်နှစ်2025ခုနှစ်နိုဝင်ဘာလ19ရက်နေ့အတွက် PSN News ရဲ့ညပိုင်းသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့စောစင်မမပထမအောင်သတင်းတစ်ပုဒ်အနေနဲ့မမောက်မျိုးကုစိတ်ရွာမှာစစ်ကောင်မရှင်တက်တဲ့ SN တွေတို့လူမဆန်စွာတက်ဖြတ်ပြီးဖုံးကွယ်ခဲ့တဲ့အရတားတရားကျော်တက်ဖြတ်ခံရမှုကြောင့်ဒေသခံများပြန်လည်ဖော်ထုတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စကိုင်းတိုင်းဗမောက်မြို့နယ်ကုစိတ်စံပြကြီးရွာမှာ2023ခုနှစ်မတ်လအတွင်းကရှမ်းပြည်မြို့သားတက်တော် SNN နဲ့စစ်ကော်မရှင်ပူးပေါင်းတက်တို့ရဲ့လူမဆန်တဲ့အစုလိုက်ပြုံလိုက်တပ်ဖြတ်မှုဖြစ်စဉ်ကိုဒေသခံပြည်သူများနဲ့တော်လိုင်းရဲဘော်များကမီဒီယာများထံပြန်လည်ဖော်ထုတ်ပြောဆိုလာကြပါတယ်။စစ်ကော်မရှင်တက်နဲ့ SNN ပူးပေါင်းတက်များဟာပြည်သူ့ကာကွယ်ရေးတက်မတော် PDF နဲ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် PDF မိသားစုဝင်များနဲ့အရသားတရာကျော်ကိုတပ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းဒေသခံပြည်သူများနဲ့တော်လိုင်းရဲဘော်များထံမှသိရပါတယ်။ အဆိုပါဖြစ်စဉ်ဟာဒေတာတွင်သတင်းပြန့်နှံ့ခဲ့တော့လဲစစ်ကော်မရှင်ကဖုံးလိုက်တဲ့အင်တာနက်လိုင်းများဖြတ်တောက်ခဲ့မှုကြောင့်နှစ်နှစ်နီးပါးအထိပြင်ပသတင်းမီဒီယာများမှဖော်ပြနိုင်ခြင်းမရှိခဲ့ကြောင်းသိရပါဗျ။ကိုစိတ်ရွာမှာပြည်သူများဟာ SN နေနဲ့စစ်ကော်မရှင်တပ်များလိုက်လံတပ်ဖြတ်မှုကြောင့်နေရက်စွန့်ခွာကဘေးလွရာသို့ထွက်ပြေးခဲ့ကြရပါဗျ။စစ်ကော်မရှင်ရဲ့ပူပေါင်းတပ်တွေဟာထွက်ပြေးသွားတဲ့ပြည်သူများရဲ့ပစ္စည်းအုပ်စာများကိုတင်းဆဲကနေအိမ်များကိုရိုက်ဖြိုဖျက်ဆီးခဲ့ကြောင်းဒေသခံတော်လှန်ရေးဘော်တို့က PSN ကိုဖြေကြားထားပါဗျ။ ထို့စဉ်ကစစ်ကော်မရှင်နဲ့ပူးပေါင်းတက်တူဟာကုစိတ်ရွာအတွင်းသို့ပြန်လည်ဝင်ရောက်လာတဲ့အရက်သားပြည်သူများကို PDF မိသားစုဝင်များနဲ့ထောက်ပံ့သူများဟုဆွဆွဲကအစုလိုက်ပြုံလိုက်ဖမ်းဆီးတပ်ဖြတ်ခဲ့ကြောင်းသိရပါတယ်။ကုစိတ်စီမိရှုခံရလို့အဲ့ဒီဈေးတဲပြန်ဝင်ပြီးကုပစ္စည်းသူပစ္စည်းဘာတွေကြံသေးလဲလို့တွားကြည့်တဲ့ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်။အဲ့ဒီတုန်းကဆိုရင်လေ SNL က PDF မိဘတွေရောအကုန်တက်တယ်။ PDF ထောက်ပံ့သူတွေဆိုပြီးအကုန်တက်တယ်။အသက်ခံရတဲ့သူတွေအတော်များတယ်လို့လုံခြုံရေးအရာ အမည်မဖော်လိုသည့်ဒေသခံအမျိုးသမီးတူက PSN ကို ပြောပြပါရယ်ဒါ့အပြင်အဆိုပါဖြစ်စဉ်တွင် SN နေနဲ့စစ်ကောင်စီတပ်တို့ကဖမ်းဆီးထားတဲ့အမျိုးသမီးများကိုလည်းမရေပြုတ်ချင်မှုများပြုလုပ်ခဲ့ကြောင်းဒေသခံများထံမှသိရပါရယ်အဲ့ဒီနောက် SN နေနဲ့စစ်ကောင်စီပူပေါင်းတပ်တို့ဟာရဲသားပြည်သူများရဲ့ပိုင်ဆိုင်မှုများကိုတင်းဆဲဖြက်စီကရွှေတူးဖော်မှုများပင်ပြုလုပ်ခဲ့ကြောင်းဒေသခံများရဲ့ပြောပြချက်အရသိရပါရယ်အမအဲ့ဒီတုန်းက SN တက်တွေဝင်လာပြီးကုစိတ်ဈေးကြီးကိုလည်းမီးရှို့ပြီးဆိုတော့ ခဝိခါစားနဲ့ထွက်ပြေးခဲ့ရတာအမအင်ကပစ္စည်းတွေလည်းရှမ်းပြည်တွေအကုန်သိမ်းသွားတာဖောကကြီးနဲ့တည်သွားတာရွှေမျောတွေရောမြေကြီးထဲမှာမြုပ်ထားတဲ့စီအလုံးပေပါဘုံးတွေပါအကုန်တည်သွားတာလို့အဆိုပါအဖြစ်ပြက်ကိုကြုံခဲ့ရသူတူက PSN ကိုပြောပြပါဗျ။ SN နေနဲ့စစ်ကော်မရှင်တပ်တို့ဟာတင်းရှောင်သွားတဲ့ပြည်သူများရဲ့စီပေပါများရွှေတူးဆက်မျောများနဲ့ဗဟုမျိုးကိုတင်းယူခဲ့ပြီးနောက်2023ခုနှစ်အေဘီလ9ရက်နေ့မှာ ကုစိတ်ဈေးတန်းကြီးကိုမီးရှို့ဖျက်ဆီးကအဆိုပါဈေးတန်းနေရာ၌ပင်ရွှေတူးဖော်ခဲ့ကြကြောင်းဒေသခံတော်လှန်ရေးရဲဘော်ထံမှသိရပါဗျ။စစ်ကော်မရှင်တပ်ကစကိုင်းတိုင်းအင်းတော်ဘက်မှအင်အား400ခန့်ပါရှိတဲ့တပ်မ89စစ်ကြောင်းဖြင့်2023ခုနှစ်မတ်လ20ရက်နေ့တွင်ဗမောင်မြို့ထဲသို့စစ်ကြောင်းထုတ်ခဲ့ပြီးကြောင်လေရွာကြီးတွင် PDF များနဲ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်အဆိုပါရွာ၌ပင်တက်ဆွဲခဲ့ကြတာပဲဖြစ်ပါတယ်။အင်အား900ခန့်ရှိတဲ့စစ်ကော်မရှင်တပ် SNA ပူးပေါင်းတပ်တို့နဲ့ကတ္တာခရိုင်တရင်လီဗမောက် PDF ကဒူးမိုင်းတုံတရင်တို့တိုက်ပွဲဖြစ်ပွားခဲ့ရာ2023ခုနှစ်မတ်လ24ရက်နေ့မှာဗမောက် PDF မှာရဲဘော်24ဦးကြာဆုံးခဲ့ပြီးတနက်16လက်ဆုံးရှုံးခဲ့ရကြောင်းဗမောက် PDF ရဲဘော်ကပြန်လည်ပြောကြားခဲ့ပါတယ်။လက်ရှိကာလတွင်လည်း SND တက်တဲ့စစ်ကော်မရှင်တက်တို့ဟာဗမောက်အနောက်ပိုင်းကြောင်လေရွာမှာ Homeless 20ထိနေမြေစုံမထားဆဲဖြစ်ကြောင်းသိရပါတယ်။သကိုင်းတိုင်းဗမောက်နောက်ပိုင်းတွင်ဖြစ်ပွားခဲ့တဲ့အဆိုပါဖြစ်ပျက်များကြောင်းအနောက်ဘက်ခြမ်းမှာပြည်သူဥယေ3000ခန့်ဟာစိုးရိမ်ပူပန်မှုများရှိတာကြောင့် အုတ်ပြစ်အိမ်ပြစ်ကဗမောက်တောင်ပိုင်းမြောက်ပိုင်းနဲ့အင်းတော်မြို့နယ်များတွင်စစ်ပေးရှောင်ကခိုလုံနေရဆဲဖြစ်ကြောင်းသိရပါတယ်ခင်ဗျာဆက်လက်ပြီးချင်းပြည်နယ်တွင်ဖြစ်ပွားတဲ့ဇယက်တာတိုက်ပွဲများအတွင်စစ်ကောက်မရှင်အရာတရာခံတည်ဆုံပြီးဗိုလ်မှူးနယ်ဗိုလ်ကြီးအစ်စ်များပါဝင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ချင်းပြည်နယ်တိုက်ပွဲများအတွင်နိုဝင်ဘာ6ရက်မှ18ရက်နေ့အထိဇယက်ကြော်ကြားတိုက်ခိုက်မှုများတွင်ဗိုလ်မှူးဗိုလ်ကြီးအစ်စ်အရာရှိများအပါအဝင်စစ်ကောက်မရှင်အရာတရာခံတည်ဆုံပြီး စစ်တုံးမန်းများနဲ့လက်နက်ခဲယမ်းများတင်းစီရမိခဲ့ကြောင်းချင်းပြည်ချင်းလန်းအစိုးရကာကွယ်ဝင်ကြီးဌာနကထုတ်ပြန်ထားပါတယ်။နိုဝင်ဘာ6ရက်မှနိုဝင်ဘာ18ရက်အတွင်းကလေးကံကောဖလန်းနဲ့တိတိမြို့နယ်တို့မှာချင်းလန်းအစိုးရတပ်ဖွဲ့စစ်ကြောင်းတင်းနဲ့စစ်ကြောင်းနှစ်အပါအဝင်မဟာမိတ်တပ်ဖွဲ့တို့နဲ့စစ်ကော်မရှင်တပ်တို့အကြားတိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါကာလအတွင်းစစ်ကော်မရှင်ကလေရင်နဲ့ဒရုန်းတို့ကိုအပြုတ်၍လေကြောင်းတိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်ခဲ့တော်လဲ ချင်းလန်းအစိုးရတပ်ဖွဲ့နဲ့မဟာမိတ်တပ်ဖွဲ့များကထိရောက်စွာချေမှုန်းနိုင်ခြင်းဖြစ်ပြီးစစ်တုံးပန်းအချို့ကိုဖမ်းဆီးရမိကလက်နက်ခဲယမ်းများလည်းတင်းစီးနိုင်ခဲ့ကြောင်းသိရပါတယ်ချင်းလန်းအစိုးရဖွဲ့စစ်ကြောင်းတက်ဟာကလေးမျိုးနဲ့ဂံကောမျိုးအကြားမှာမိဖက်ဘီကော့ PDF အပါဝင်ចောင်းသားတက်မတော် ABSD ရဲ့ PDF ခရိုင်တရင်များပကဖများ Your Defense 4 YDS စတဲ့မဟာမိတ်အဖွဲ့များနဲ့လက်တွဲရေးစစ်ကော်မရှင်တက်ကိုတိုက်ခိုက်နေကြောင်းသိရပါတယ်ထို့အတူစစ်ကြောင်းနှစ်ဟာ ဖလက်မြို့နယ်ဝေဘူလာမြို့အကြားတွင်၎င်းတိတိမြို့နယ်ခိုင်ခဲမြို့အကြားတွင်၎င်းချင်း National Defense Force CNDS PDS ဇိုလန်စတဲ့မိဖက်အဖွဲ့များနဲ့လက်တွဲရေးစစ်ကော်မရှင်တပ်ကိုတိုက်ခိုက်နေကြောင်းချင်းလန်အစိုးရကထုတ်ပြန်ထားပါတယ်။ထို့အတူစစ်ကော်မရှင်ကအင်အားအလုံးအပြင်စစ်ကြောင်းထုတ်ရာနေရာယူခဲ့တဲ့တိတိမြို့နယ်ရှိနမေကြီးကနေဒီတောင်တက်စကန်ကိုလည်းနိုဝင်ဘာလ16ရက်နေ့မှာပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းချင်းညီနောင်တပ်ဖွဲ့ဝင် PDF ဇိုလန်ကထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်မှာတော်လိုင်းတပ်ဖွဲ့ဝင်များ မြို့အများစုကိုတိမ့်ပိုက်ထိချုပ်ထားတော့လဲစစ်ကော်မရှင်ကအင်အားအလုံးကြီးဖြင့်ထွတ်စစ်စင်တိုက်ခိုက်နေသောကြောင့်ကလေးတိုင်းရင်တီးတိမ်လက်နဲ့ဝေဘူးလာမြို့တို့ကိုလက်လွတ်လိုက်ရပြီးတိုက်ပွဲများဆက်လက်ဖြစ်ပွားနေစေဖြစ်ပါ रे ခင်ဗျာဆက်လက်ပြီးကနီမာစစ်ကော်မရှင်ကဂျက်တိုက်လေရင်ဖြင့်ဘုံကျဲခဲ့လို့စီဒီယန်ဆီယာမတအူးတေဆုံးပြီးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအရက်သားများကိုပြစ်မှတ်ထားတိုက်ခတ်ခဲ့ခြင်းဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းကတိမြို့နယ်တောင်ဘက်ချမ်းရှိ ်မင်းကိုကြေးရွာနီးတို့မနေ့ကနိုဝင်ဘာလ16ရက်နေ့မွန်လွယ်3:49မိနစ်မှ3:51မိနစ်အတွင်းစစ်ကော်မရှင်ရဲ့မိထီလာလေးတပ်မှ Jet Fighter နှစ်စင်းဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ကြောင်းဒေသခံများထံမှသိရပါဗျ။စစ်ကော်မရှင်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြောင်းမဲ့ပြည်သူများကိုဥတီလေးချောင်းတိုက်ခိုက်မှု၃ချိန်ပြုလုပ်ခဲ့ကြောင်းသတင်းရင်းမြစ်ကဆိုပါတယ်စစ်ကောင်မရှင်ရဲ့အရက်သားများကိုပြစ်မှတ်ထားလေးချောင်းတိုက်ခိုက်မှုကြောင့်အသက်၃၀ရွယ် ်ဆီရီယန်ကျောင်းဆရာမတူဦးကောင်းထိခိုက်ကတေဆုံးခဲ့ရကြောင်းသိရပါတယ်။ဒါ့အပြင်အသက်20ရွယ်ကိုသက်ရှိဟာလက်မောင်းထိခိုက်ဒဏ်ရာစိုးရင်ရရရှိခဲ့ပြီးဒေါ်စန်းထစ်မှာဦးကောင်းရှက်ထိဒဏ်ရာမစိုးရင်ရရရှိခဲ့ကြောင်းသိရပါတယ်။စစ်ကောင်စီရဲ့တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ဒေသများတွေမှာအရက်သားများကိုပြစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့်အပြစ်မဲ့ပြည်သူများထိခိုက်ဒေဆုံးမှုများဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးနောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတော့ PSN News ဝိုင်းတော်သားမင်းယူမှဆက်လက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ PSN News သတင်းရှင်ပရိသတ်များမင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး PSN News ရဲ့နိုင်ငံတကာသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးသတင်းအနေဖြင့် American သမ္မတ Donald Trump ၏ဂါဇာအစီအစဉ်ကိုကုလသမဂ္ဂလုံခြုံရေးကောင်စီအတည်ပြုခဲ့ပြီးနိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့ဖွဲ့စည်းခွင့်ပေးတဲ့သတင်းကိုတင်ပြပေးပါမယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် မေရိကန်ပြည်ထောင်စုကရေးဆွဲထားသောဂါဇာစစ်ပွဲအဆုံးသတ်ရေးဆုံးဖြတ်ချက်မူကြမ်းကိုနိုဝင်ဘာလ18ရက်နေ့တနင်္လာနေ့တွင်မဲခွဲအတည်ပြုခဲ့ပါသည်။အဆိုပါဆုံးဖြတ်ချက်သည်သမ္မတဒေါ်နယ်ထရန့်၏ဂါဇာစစ်ပွဲအဆုံးသတ်ရေးအစီအစဉ်ကိုထောက်ခံလိုက်ခြင်းဖြစ်ပြီးပါလက်စတိုင်းတို့၏ဂါဇာဒေသအတွက်နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့ဖွဲ့စည်းရန်ခွင့်ပြုချက်ပေးခြင်းဖြစ်ပါသည်။ပြီးခဲ့သည့်လကအစ္စရေးနှင့်ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဟာမတ်စ်တို့သည် ထရန်ဤအချက်20ပါစီမံကိန်းဤပထမအဆင့်ဖြစ်သောနှစ်နှစ်ကြာစစ်ပွဲအတွက်အပြစ်ခတ်ရစေးရေးနှင့်တရားခံများလွှတ်ပေးရေးတို့ကိုသဘောတူညီခဲ့ကြပါသည်။ထို့သောယခုကုလသမဂ္ဂဆုံးဖြတ်ချက်သည်ဂျားဖြတ်အုပ်ချုပ်ရေးအဖွဲ့ကိုတရားဝင်အတိမတ်ပြုရန်နှင့်ဂါဇာသို့တပ်ဖွဲ့များဆဲလွတ်ရန်စဉ်းစားနေသောနိုင်ငံများအားစိတ်ချယုံကြည်မှုရရှိစေရန်အတွက်အရေးပါသည်ဟုရှုမြင်ကြပါသည်။ဆုံးဖြတ်ချက်တွင်အဖွဲ့ဝင်နိုင်ငံများသည်ဂါဇာ၏ပြန်လည်တည်ဆောက်ရေးနှင့်စီးပွားရေးပြန်လည်နယ်လန်ထူရေးကိုကြီးကြပ်မည် ဂျာပြက်အာနာပိုင်အဖွဲ့ဖြစ်မျှော်မှန်းထားသည့်ငင်းငယ်ရေးဘုတ်အဖွဲ့တွင်ပါဝင်နိုင်ကြောင်းဖော်ပြထားပါသည်။ထို့အပြင်ရင်းဆုံးဖြတ်ချက်ကခွင့်ပြုထားသည့်နိုင်ငံတကာလုံခြုံရေးတပ်ဖွဲ့သည်ဂါဇာကိုစစ်ရေးတိုက်ခိုက်မှုများကင်းမဲ့စေမည့်လုပ်ငန်းစဉ်ကိုတည်ကြားစေမည်ဖြစ်ပြီးယင်းလုပ်ငန်းစဉ်တွင်လက်နက်တပ်ဆင်မှုဖြတ်သိမ်းခြင်းနှင့်စစ်ရေးအခြေခံအဆောက်အအုံများဖျက်ဆီးခြင်းတို့ပါဝင်ပါသည်ခင်ဗျာ။ဒုတိယသတင်းအနေဖြင့်မလေးရှားဝန်ကြီးချုပ်ဟောင်းနာဂျင်းနှင့်တားဖြစ်သူတို့အခွန်ဒေါ်လာ၄၀၈တန်းကျော်ပေးဆောင်ရန်အမိန့်ချမှတ်ခံရပြီးနောက ေဝါလီခံရမည့်အခြေအနေနဲ့ရင်ဆိုင်နေရတဲ့သတင်းကိုတင်ပြပေးပါမယ်။မလေးရှားနိုင်ငံ၏ဝန်ကြီးချုပ်ဟောင်းနာဂျစ်ရာဇတ်နှင့်တားဖြစ်သူမိုဟာမက်နာဇစ်ပူတင်နာဂျစ်တို့အားဒေဝါလီခံရန်ဆွဲဆိုထားသည့်အမှုများကိုဆိုင်းငံ့ပေးရန်တောင်းဆိုသည့်အယူခံကိုတရားရုံးချုပ်တရားရေးကော်မရှင်နာဆူဟန်ဒရန်ဆော့ကနာတန်ကနိုဝင်ဘာ18ရက်နေ့တနင်္လာနေ့တွင်ပယ်ချလိုက်ခြင်းဖြစ်ပါတယ်။အမှုမှာဝန်ကြီးချုပ်ဟောင်းနာဂျစ်က Ringgit 1.69ဘီလီယံအမေရိကန်ဒေါ်လာ400တန်းနှင့်နာဇစ်ပူတင်က ရင်းကစ်38.6တန်းတန်ဖိုးရှိအခွန်များပေးဆောင်ရန်ပြတ်ခွက်ခဲ့ခြင်းကြောင့်ပြည်တွင်းအခွန်များဘုတ်အဖွဲ့က၎င်းတို့နှစ်ဦးအားဒေဝါလီခံရန်ဆွဲဆိုခဲ့ခြင်းဖြစ်ပါသည်။အဆိုပါပြတ်ခွက်ခဲ့သည့်အခွန်ငွေများသည်2017ခုနှစ်မှ2019ခုနှစ်ကြားကာလမှစတင်ပေါ်ပေါက်ခဲ့ခြင်းဖြစ်ပြီးမလေးရှားအစိုးရသည်ရင်းငွေများကိုနှစ်ပေါင်းများစွာကြာအောင် ပြန်လည်ရရှိရန်ကြိုးပမ်းနေပါသည်။အယူခံဝင်မှုများဥပဒေရေးရာစိန်ခေါ်မှုအမျိုးမျိုးရှိတော်လဲ။နာဂျစ်နှင့်တားဖြစ်သူတို့သည် ကြွေးကြံများကိုပေးဆောင်ရမည်ဟုတရားရုံးများကစီရင်ဆုံးဖြတ်ခဲ့ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ PSN News မှာတင်ဆက်ပေးနေတဲ့သတင်းတွေကိုတော့မြေပြင်သတင်းတာဝန်ခံတွေမှပေးပို့ထားတာပဲဖြစ်ပါတယ် PSN News ကိုကြည့်ရှုအားပေးနေကြတဲ့မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ကင်းပြီးကိုယ်စိတ်နှစ်ပါးအေးချမ်းလုံခြုံကြပါစီခင်ဗျာ